အလုံးမမင်္ဂလာပါဘလုံးသေးအများစုပါဆိုရင်အဓိကကုသမအရန်ကုသမတို့အပြင်ကမှတတိယဦးစားပေးကုသမဆိုပြီးတော့ထားရှိတတ်ပါတယ်တတိယကုသမတွေဆိုတာအဓိကကုသမအရန်ကုသမပါမကစားနိုင်တဲ့အရေးပေါ်အခြေအနေတွေမှာပဲအသုံးပြုလို့ရှိပါတယ်အကြောင်းသူတို့တဲ့ protecting ဆိုတာကတိတ်ပြီးတော့များများဆဆရလေးမရှိပါဘူးအကြောင်းတတိယကုသမဆိုတဲ့အလုပ်ကတော့ဘာမှသိမလုပ်ရဘဲနဲ့လစာထိုင်ယူနေုံပဲလို့ပြောလို့ရပါတယ် တချို့အသင်းတွေကတတိယကုသမနေရာအတွက်လူငယ်အသင်းကကစားသမားတွေကိုထားတက်ကြပြီးတော့တချို့အသင်းတွေကတော့တက်ကြီးပိုင်းကစားသမားတွေကိုထားတက်ပါတယ်ကဘာဘွားအလွယ်ဆုံးနဲ့ဝင်ငွေကောင်းဆုံးလုံးကိုလုပ်နေရတဲ့သူကတော့နိုဘူရုအသင်္ကာတတိယကုသမကြီးဖြစ်တဲ့စကော့ကာဆန်ပဲဖြစ်ပါတယ်။စကော့ကာဆန်ဆိုတာအတွေ့အကြုံရင်းအင်္ဂလန်ကုသမကြီးတူဦးပဲဖြစ်ပါတယ်။လက်ရှိမှာအသက်39နှစ်အရွယ်တောင်ရှိနေပြီးတော့ကစားသမားဘွားနေဝင်ချိန်ကိုတောင်ရောက်ရှိနေပါပြီ။ ကာဆန်ဟာလီယူနိုက်တက်အကယ်ဒမီကနေကစားသမားဘွားစတင်ခဲ့တာဖြစ်ပြီးတော့ပဲခူးအသင်းအက်စတွန်ဗီလာဝက်စ်ဘရွန်စတဲ့အင်္ဂလန်အသင်းများစုမှချင်လဲခဲ့ပါတယ်တနောင်းဆက်ကူခုနေကလေးကနိုဘူရိုတင်မှရှိလာခဲ့တာဖြစ်ပြီးတော့အခုဆိုရင်သူ့ရဲ့နိုဘူကစားသမားဘွားက6နှစ်တတန်းနဲ့ဝင်လာခဲ့ပါပြီ။အဲဒီ6နှစ်အတွင်းမှာစကော့ကာဆန်အနေနဲ့နှစ်ပွဲသွားကစားခွင့်ရရှိထားပါတယ်။သူ့အတွက်ကတော့ပုံမှန်လားစွာထိုင်ယူနေရင်လည်းရာသီကုန်ရင်နိုဘူရိုနဲ့ဖလားရှူမှဖြစ်ပါတယ်။ စကောကဆန်နိုဘူရိုစီမာတပတ်လောက်ခအနေနဲ့ပေါင်3000ထိရရှိနေပါတယ်။ဒီလောက်ခလာစာဟာအသက်39နှစ်အရွယ်ကစားသမားတူအတွက်မနှဲတဲ့အပြင်ကူမှာများတော်များနေသေးတယ်လို့ပြောလို့ရပါတယ်။တနည်းလောက်ခအနေနဲ့ဆိုရင်ပေါင်3.5တန်းထိကိုပြီးချီထားရပါတယ်။အကြောင်းသူအနေနဲ့နိုဘူရိုစီကိုရောက်လာပြီးကလေးကလောက်ကလာစာဆွတ်ဆူပေါင်းနေနဲ့ပေါင်၅တန်းကျော်တိရရှိထားပြီးလည်းဖြစ်ပါတယ်။တင်းမာလည်းအတုံးမပြူရသေးသလိုလာစာလည်းပေးနေရတာတောင်မှနိုဘူရိုကတော့စကော့ကာဆန်ကိုနှစ်တိုင်းပုံမှန်စာချုပ်တက်တန်းတိုးစေဖြစ်ပါတယ်။ ဒါပေမဲ့ဒါလည်းနိုဘူးတို့အနေနဲ့အကြောင်းမဲ့လုံနေကြတာတော့မဟုတ်ပါဘူး။ပရီးမီးယားလီဂ်ရဲ့စီမင်းတစ်ခုကြောင့်စကော့ကာဆန်ကိုပုံမှန်လေးတက်တန်းတူနေတာဖြစ်ပါတယ်။ပရီးမီးယားလီဂ်အသင်းတွေကအသင်းမှာပြည်တွင်းကစားသမားအနည်းဆုံး၈ဦးပါဝင်ရမယ်ဆိုပြီးတော့စီကံပြဋ္ဌာန်းထားခဲ့ပါတယ်။စကော့ကာဆန်ကလည်းအင်္ဂလန်သားတစ်ယောက်ဖြစ်နေတာကြောင့်ဒီထဲမှာအကျုံးဝင်သွားခဲ့ပါတယ်။အရေးပေါ်အခြေအနေအတွက်တတိယဦးစားပေးကိုယ်တော်ရှိနေမယ့်အပြင်ပရီးမီးယားလီဂ်စီမင်းအတွက်ပါအသုံးချနိုင်ခဲ့လို့နိုဘူးတို့ကတော့စကော့ကာဆန်ကိုအသင်းမှာဆက်ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကပဲနိုဘူးနဲ့တနည်းတတန်တိုးလိုက်သေးပါတယ်။ဒါကြောင့်သူ့ရဲ့စာချုပ်ကယခုနှစ်ရာသီကုန်မှာပဲတတန်ကုန်ဆုံးတော့မှာပါ။ဒီနေ့လည်းနိုဘူးတို့အနေနဲ့စကော့ကာဆန်ကိုစာချုပ်တတန်ဆက်တိုးသွားအောင်မလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။တကယ်လို့နူဘူးတို့စီကနေထွက်ခွာပြေးခဲ့ရေးကဆန်အနေနဲ့အတင်းကြောင်းတော်မျိုးမလုပ်တော့ဘဲကစားသမားဘွားကနေနားယူဖို့လဲရှိနေပါတယ်။အဆုံးလေးကြည့်ပြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။